ယခုအခါရွတ်ဆိုပူဇော်ကြရမယ့်ဂါထာတော်ကတော့ဇလွန်မြို့မအောင်မြင်ဘုရားကြီးမှစံမကံဂါထာတော်ကြီးပဲဖြစ်ပါတယ်ဒီစံမကံဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်သူများဟာကုန်းလန်းရေလန်းလေလန်းခီးသွားတဲ့အခါမှာဘေးအန္တရာယ်ကင်းကြောင်းလက်တွေ့အကျိုးပေးခြင်းကိုခံစားရသူတို့ရဲ့ကိုယ်ရိပ်မှတ်တမ်းများအရသိရှိရပါတယ် ဒီကာရတော်မြတ်ကြီးကိုပါဠိတည့်တည့်ဖြစ်စေအနစ်မြမပြန်ဖြစ်စေမပြတ်ရွတ်ဖတ်ပူဇော်ပါကဘေဥပတ်ရံဆွဲအန္တရာယ်အမျိုးမျိုးကင်းခြင်းအနာယောဂါကင်းရှင်၍ကျမ်းမာခြင်းနှင့်ပြည့်စုံခြင်းလောကအကံအယောင်အဝဲများအစဉ်ပြေပြီးတော့စီးပွားရေးလှလာပါများတွတ်တဲ့ခြင်းသွားလျာလာလျာရောက်လျာမှာလူကျက်လူကင်ပေါ်များခြင်းမိမိအာညူစုသူမရှိကူညီသူသာရှိခြင်းမျက်နှာမြင်ချက်ခင်အတန်ကြာတနာဟုသော အကျိုးများကို ရရှိခြင်းမိမိရတစုံတရာရံပြုရံလာသောရံသူပင်လျင်ရံမပြုဘဲမေတ္တာစိတ်ဝင်ကလိုအပ်သည်များကိုကူညီသွားခြင်းအဆရှိတဲ့အကျိုးတရားများကိုရရှိခံစားကြရခြင်းပညာဉာဏ်ထင်မြင်ပြီးခက်ခဲတဲ့စာများကိုကြင့်မှတ်ရလွယ်ကူခြင်းစာမွေးဖြည့်စုံမိကြောင်းသားများ အလောက်အကိုင်းဝင်းဝင်းရှောက်ထားကြသူများ ဤကတာတော်မြတ်ကြီးကိုမျက်မပြတ်ရွတ်ဆူပူဇော်ပါကကြက်ထန်းသောဇာမျက်မှတ်မိနေပြီးတော့စံမွေးဝဲအရှင်ကြောင့်ကြင့်မှတ်ထားသည်မြတ်မေးပြောက်ချင်းအလင်းမရှိပဲချောမောစွာဖြည့်ဆူနိုင်ခြင်းရွတ်ဘတ်ပူဇော်မှုအကျဉ်းရစ်လက်နဲ့ကြာမြင့်လာပါကကိလေသာများလျော့ပါပြီးနိဗ္ဗာန်သို့မျက်မှောက်ပြုရာ အထောက်အပံ့ကိုရရှိနိုင်တယ်လို့ပဲအဆိုရှိပါတယ်အရေးကြီးဆုံးချက်ကတော့ယုံယုံကြည်ကြည်နဲ့ရွတ်ဘတ်ပူဇော်ရမ်းတာဖြစ်ပါတယ် ယုံကြည်မှုနဲ့လှုပ်တော့အလုပ်ဒီမလုပ်မိကပင်တဝက်အောင်မြင်နေပြီလို့ရှေးအစဉ်ဆက်ပညာရှင်ပညာရှိကြီးများစုစမတ်ပြုခဲ့ကြပါတယ်ဒါကြောင့်ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ကအထက်ပါအကျူတရားများခံစားကြရပြီးတန်တိဒုက္ခငိမ့်တတ်ကိုရရှိခံစားနိုင်ကြပါစေလို့ပဋ္ဌနာပြုလျက်ဂါထာတော်ကြီးကိုရွတ်ဆိုပြပါမယ် ဣတိမိမိတကတေယအိဆံဒုက္ခနတ္တံတတ္တဘောဇင်ကိုအရိယောအထင်ကြီးကိုမေကိုသတုတတိပတ္ထနံတပ္ပတအိန္ဒောသဟတသူရိယောအောင်နမောမေတ္တာနံရာဇဗယံသောရဗယံဥဒကဗယံအေဂိဗယံတထဗယံတပ္ပဗယံဇေယောဇေယတုမင်္ဂလံအနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံ ခယဓမ္မဝယဓမ္မဝိရကဓမ္မနိရောဓဓမ္မခမတိနောက်တစ်ခေါက်ရွတ်ဆိုပြပါဦးမယ်ဣတိပိပိရကတေယနိစ္စံဒုက္ခနတ္တံတတ္တဘုဇင်ကိုအရိယောအထင်ကြီးကိုမေကိုသတ္တတတိပဋ္ဌာနံသဗ္ဗသအိန္ဒောသဟတ္တဒုရိယော အောင်နမောမေတ္တာနံဥရဇဗယံသောရဗယံဥဒကဗယံအဂိဗယံသတ္ထဗယံသဗ္ဗဗယံဇေယောဇယတုမင်္ဂလံအနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံနိရောဓဓမ္မံခမတိကာထာတော်ကြီးရဲ့မြန်မာပြန်ကတော့သုံးပုံပြီးတကတရားမြတ်သည် ဤသို့ဖြစ်ခြင်းပြခြင်းသဘောရှိသောအကြောင်းကြောင့်အနိစ္စမြည်ပါ၏ဤသို့ဖြစ်ခြင်းပြခြင်းတရားတို့သည်မပြတ်နှိမ့်ဆက်ခြင်းရှိသောအကြောင်းကြောင့်ဒုက္ခမြည်ပါ၏ဤသို့မိမိတို့အလိုသို့မလိုက်ကြိုက်သို့မပါအနှစ်သာရဘာများမရှိသောအကြောင်းကြောင့်အနတ္တမြည်ပါ၏ခုနှစ်ပါးသောဘုဇဉ်တရားသည်၎င်းအင်္ဂါ၈ပါးရှိသောမြတ်သောမေခင်တရားသည်၎င်း ကာယ ानु ဘသနာဝေရဏ ानु ဘသနာစိတ်တ ानु ဘသနာဓမ္မ ानु ဘသနာဟုဆိုအပ်သောတတိပဒံတရား၄ပါးသည်၎င်းအလုံးစုံသောတရားအပေါင်းကို အစိုးရသောတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားသည်၎င်းရောင်ကြီးတထောင်လင်းဆောင်သော နေမင်းသည်၎င်းဤသို့ဖြစ်ခြင်းပြခြင်းသဘောရှိသောကြောင့်အိဋ္ဌာမိပါပေ၏ ြည့်ချင်းတရားဒီမပြနှိမ့်ဆဲခြင်းရှိသောကြောင့်ဒုက္ခမြည်ပါပေ၏အလိုမလိုက်ကြိုက်မပါနှစ်သာရပါမျှမရှိသောကြောင့်အနတ္တမြည်ပါပေ၏အထုသဖြင့်မြင့်မြတ်တော်မူကုန်သောမဟာမေတ္တာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသခင်တို့အားရှိခိုးပါ၏ထိုဘုရားရှင်တို့ဤတကုဒေဇောမေတ္တာတော်အာနုဘောတော်တို့ကြောင့်ရေပေမိပေခုတုပေမင်းစုမင်းညက်ပေ လေနေဘေသာသောသမီဆိုဘေအစရှိသောဘေတို့ကိုမှုချမသွေအောင်မြင်နိုင်ပါစေတည်းအချင်းကြောင့်အကြောင်းတရားကိုဆွေးဖြစ်သောအကျိုးတရားသည်ကံစေဥဒုအဟာရတိဝသောအကြောင်းတရား၄ပါးတို့ပေါင်းကားပြုဖြင့်ဆင်ရသည်ဖြစ်၍အမြဲမရှိကုန်ခန်းခြင်းသဘောရှိ၏ပျက်စီးခြင်းသဘောရှိ၏ယာဂကိယခန္ဓာအာရဏတ္တတို့ချုပ်ရာညင်ရဖြစ်သောနိဗ္ဗာန်ချမ်းသာကို ပညာရှိသူတော်ကောင်းတို့သည်နှစ်သက်မြတ်လို့ကြပါကုန်၏ဒါကတော့သမကံဂါထာတော်ကြီးရဲ့မြန်မာပြန်ဖြစ်ပါတယ်ယခုအခါရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်ကတော့ဇလွန်မြို့မအောင်မြင်ဘုရားကြီးမှသမကံဂါထာတော်ကြီးပဲဖြစ်ပါတယ် ဒီဇံပကံဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်သူများဟာကုန်းလန်းရေလန်းလေလန်းခီးသွားတဲ့အခါမှာဘေးအန္တရာယ်ကင်းကြောင်းလက်တွေ့အကျိုးပေးခြင်းကိုခံစားရသူတို့ရဲ့ကိုရိမတ်တမ်းများအရာသိရှိရပါတယ်။ဒီဂါထာတော်မြတ်ကြီးကိုပါဠိတည့်တည့်ဖြစ်စေအနစ်မြမပြန်ဖြစ်စေမပြတ်ရွတ်ဖတ်ပူဇော်ပါကဘေးဥပတ်ရံဆွဲအန္တရာယ်အမျိုးမျိုးကင်းခြင်းအနာယောဂကင်းစင်၍ကျမ်းမာခြင်းနှင့်ပြည့်စုံခြင်း လုတ်အကင်အယောင်အဝဲများအစဉ်ပြေပြီးတော့စီးပွားရေးလက်လာပါများတွတ်တဲ့ချင်းသွားလျာလာလျာရောက်လျာမှာလူကျက်လူကင်ပေါ်များချင်းမိမိအာညူစုသူမရှိ ကူညီသူသာရှိချင်းမျက်နှာမြင်ချက်ခင်အတန်ကြာတနာဟုသောအကျိုးဓုများကိုရရှိခြင်းမိမိရတစုံတရာရံပြူရံလာသောရံသူပင်လျင်ရံမပြူဘဲမေတ္တာစိတ်ဝင်ကားလိုအပ်သမျှကို ကူညီသွားခြင်း အဆရှိတဲ့အကျိုးတရားများကိုရရှိခံစားကြရခြင်းပညာဉာဏ်ထင်မြင်ပြီးခက်ခဲတဲ့စာများကိုကြင့်မှတ်ရလွယ်ကူခြင်းစာမွေးဖြည့်စုံမိចောင်းသားများအလုတ်အကိုင်းဝင်းဝင်းလျှောက်ထားကြသူများဤကားတော်မြတ်ကြီးကိုမြဲမပြတ်ရွတ်ဆူပူဇော်ပါကကြက်ထားသော စာများမှတ်မိနေပြီးတော့စာမွေးဝယ်အရှိန်ကြောင့်ကြင့်မှတ်ထားသည်များမေးပြောခြင်းအလင်းမရှိဘဲချောမောစွာဖြည့်စုံနိုင်ခြင်း ရွတ်ဘတ်ပူဇော်မှုအကျဉ်းရစ်လက်နဲ့ကြာမြင့်လာပါကကိလေသာများလျော့ပါပြီးနိဗ္ဗာန်သို့ မြင့်မောက်ပြုရာအထောက်အပံ့ကိုရရှိနိုင်တယ်လို့ပဲအဆိုရှိပါတယ်။အရေးကြီးဆုံးချက်ကတော့ယုံယုံကြည်ကြည်နဲ့ရွတ်ဘတ်ပူဇော်ရတာဖြစ်ပါတယ်။ယုံကြည်မှုနဲ့လှုပ်တော့အလုပ်သည် မလုပ်မီကပဲတဝက်အောင်မြင်နေပြီလို့ရှေးအစဉ်ဆက်ပညာရှင်ပညာရှိကြီးများစုစမတ်ပြုခဲ့ကြပါတယ်။ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ကအထက်ပါအကျူတရားများခံစားကြရပြီးတန်တိဒုက္ခငိမ့်တတ်ကိုရရှိခံစားနိုင်ကြပါစေလို့ပဋ္ဌနာပြုလျက်ဂါထာတော်ကြီးကိုရွတ်ဆိုပြပါမယ်ဣတိမိမိရကတေယနိစ္ဆံဒုက္ခအနတ္တံတတ္တဘောဇင်ကိုအရိယောအထင်ကြီးကိုမေကိုစတုတတိပဋ္ဌာနံသဗ္ဗတအိန္ဒောသဟတသူရိယော အောင်နမောမေတ္တာနံရာဇဗယံသောရဗယံဥဒကဗယံအေဂိဗယံတထဗယံတဗ္ဗဗယံဇေယောဇေယတုမင်္ဂလံအနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံနိရောဓဓမ္မံခမတိနောက်တစ်ခေါက်ရွတ်ဆိုပြပါဦးမယ် ဣတိမိပိရကတေယအိဋ္ဆံဒုက္ခနတ္တံတတ္တဘုဇင်ကိုအရိယောအထင်ကြီးကိုမေကိုသတ္တတတိပဋ္ဌာနံသဗ္ဗသာအိန္ဒောသဟတတုရိယောအောင်းနမောမေတ္တာနံရဇဗယံသောရဗယံဥဒကဗယံအေကိဗယံသတ္ထဗယံသဗ္ဗဗယံစီယောဇယတုမင်္ဂလံ အနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံនិရောဓဓမ္မံခမတိကာထာတော်ကြီးရဲ့မြန်မာပြန်ကတော့သုံးပုံပြီးတကတရားမြတ်သည်ဤသို့ဖြစ်ခြင်းပြခြင်းသဘောရှိသောအကြောင်းကြောင့်အနိစ္စမြည်ပါပေ၏ဤသို့ဖြစ်ခြင်းပြခြင်းတရားတို့သည်မပြနှိမ့်ဆက်ခြင်းရှိသောအကြောင်းကြောင့်ဒုက္ခမြည်ပါပေ၏ ဒီတို့မိမိတို့အလိုလိုမလိုက်ကြိုက်တို့မပါအနှစ်သာရဘာများမရှိသောကြောင့်ကြောင့်အနတ္တမြည်ပါ၏ခုနှစ်ပါးသောဘုဇဉ်တရားသည်၎င်းအင်္ဂါရှစ်ပါးရှိသောမြတ်သောမေခင်တရားသည်၎င်းကာယ ानु ဘသနာဝေရဏ ानु ဘသနာစိတ်တ ानु ဘသနာဓမ္မ ानु ဘသနာဟုဆိုအပ်သောတတိပဒံတရား၄ပါးသည်၎င်းအလုံးစုံသောတရားအပေါင်းကို အစိုးရသောတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားသည်၎င်းရောင်ကြီးတထောင်လင်းဆောင်သောနေမင်းသည်၎င်းဤသို့ဖြစ်ခြင်းပြခြင်းသဘောရှိသောကြောင့်အိဋ္ဌာမိပါပေ၏ပြခြင်းတရားသည်မပြားနှိမ့်ဆဲခြင်းရှိသောကြောင့်ဒုက္ခမိပါပေ၏အလိုမလိုက်ကြိုက်မပါနှင့်သာရပါမျှမရှိသောကြောင့်အနတ္တမိပါပေ၏ အထုသဖြင့်မြင့်မြတ်တော်မူကုန်သောမဟာမေတ္တာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသခင်တို့အားရှိခိုးပါ၏ထိုဘုရားရှင်တို့ဤတကုတေသောမေတ္တာတော်အာနုဘောတော်တို့ကြောင့်ရေဘေမိဘေခုတုဘေမင်းဆိုမင်းညက်ဘေလက်နေဘေသာသောသမီဆိုဘေအစရှိသောဘေတို့ကိုမုတ်ချမသွေ အောင်မြင်နိုင်ပါစေတည်းအခြင်းကြောင့်အကြောင်းတရားကိုဆွေးပြသောအကျိုးတရားသည် ကံစေဥဒုအဟာရတိဝသောအကြောင်းတရား၄ပါးတို့ပေါင်းကားပြုဖြင့်ဆင်ရသည်ဖြစ်၍အမျက်မရှိကုံခန်းခြင်းသဘောရှိ၏ပျက်စီးခြင်းသဘောရှိ၏ယာဂကိယာခန္ဓာအာယရဏတတ်တို့ချုပ်ရာညင်ရဖြစ်သောနိဗ္ဗာန်ချမ်းသာကိုပညာရှိသူတော်ကောင်းတို့သည် နှစ်သက်မြတ်နိုးကြပါကုန်၏ဒါကတော့စမကံဂါထာတော်ကြီးရဲ့မြန်မာပြန်ဖြစ်ပါတယ် ယခုအခါရွတ်ဆိုပူဇော်ကြရမယ့်ဂါထာတော်ကတော့ဇလွန်မြို့မအောင်မြင်ဘုရားကြီးမှစံမကံဂါထာတော်ကြီးပဲဖြစ်ပါတယ်ဒီစံမကံဂါထာတော်ကြီးကိုရွတ်ဖတ်ပူဇော်သူများဟာကုန်းလန်းရေလန်းလေလန်းခီးသွားတဲ့အခါမှာဘေးအန္တရာယ်ကင်းကြောင်းလက်တွေ့အကျိုးပေးခြင်းကိုခံစားရသူတို့ရဲ့ကိုယ်ရိမှတ်တမ်းများအရသိရှိရပါတယ် ီကာရတော်မြတ်ကြီးကိုပါဠိတည့်တည့်ဖြစ်စေအနစ်မြမပြန်ဖြစ်စေမပြတ်ရွတ်ဖတ်ပူဇော်ပါကဘေးဥပတ်ရံဆွဲအန္တရာယ်အမျိုးမျိုးကင်းခြင်းအနာယောဂါကင်းရှင်၍ကျန်းမာခြင်းနှင့်ပြည့်စုံခြင်းလောကအကံအယောင်အဝဲများအစဉ်ပြေပြီးတော့စီးပွားရေးလှလှပါများတွတ်တက်ခြင်းသွားလျာလာလျာရောက်လျာမှလူကျက်လူခင်ပေါ်များခြင်းမိမိအာညူစုသူမရှိကူညီသူသာရှိခြင်းမျက်နာမြင်ချက်ခင်အတန်ကြာတနာဟုသော အကျိုးများကို ရရှိခြင်းမိမိရတစုံတရာရံပြူရံလာသောရံသူပင်လျင်ရံမပြူပဲမေတ္တာစိတ်ဝင်ငါလိုအပ်သည်များကိုကူညီသွားခြင်းအဆရှိတဲ့အကျိုးတရားများကိုရရှိခံစားကြရခြင်းပညာဉာဏ်ထင်မြင်ပြီးခက်ခဲတဲ့စာများကိုကြင့်မှတ်ရလွယ်ကူခြင်းစာမွေးဖြည့်စုံမိကြောင်းသားများအလောက်အကိုင်းဝင်းဝင်းရှောက်ထားကြသူများ ဤကာထာတော်မြတ်ကြီးကိုမျက်မပြတ်ရွတ်ဆိုပူဇော်ပါကကြက်ထာသောဇာမြမှတ်မိနေပြီးတော့စာမွေးဝဲအရှင်ကြောင့်ကြက်မှတ်ထားသည်မြမေးပြောက်ချင်းအလင်းမရှိပဲချုံမောစွာဖြည့်ဆူနိုင်ခြင်းရွတ်ဘတ်ပူဇော်မှုအကျင်းရစ်လက်နဲ့ကြာမြင့်လာပါကကိလေသာများလျော့ပါပြီးနိဗ္ဗာန်သို့မြင့်မောက်ပြုရာအထောက်အပံ့ကို ရရှိနိုင်တယ်လို့ပဲအဆိုရှိပါတယ်အရေးကြီးဆုံးအချက်ကတော့ယုံယုံကြည်ကြည်နဲ့ရွတ်ဘတ်ပူဇော်ရမ်းတာဖြစ်ပါတယ် ယုံကြည်မှုနဲ့လှုပ်တော့အလုပ်သည်မလုပ်မီကပင်တဝက်အောင်မြင်နေပြီလို့ရှေးအစဉ်ဆက်ပညာရှင်ပညာရှိကြီးများစုစမတ်ပြုခဲ့ကြပါတယ်ဒါကြောင့်ယုံယုံကြည်ကြည်နဲ့ရွတ်စုပူဇော်ကအထက်ပါအကျူတူတရားများခံစားကြရပြီးတန်တိဒုက္ခအငိမ့်တက်ကိုရရှိခံစားနိုင်ကြပါစေလို့ပထနာပြုလျက်ဂါထာတော်ကြီးကိုရွတ်စုပြပါမယ် ဣတိပိမိတကတေယနိစ္စံဒုက္ခနတံတတ္တဘောဇင်ကိုအရိယောအထင်ကြီးကိုမေကောစတုတတိပတ္ထနံသဗ္ဗတအိန္ဒောသဟတအတူရိယောအောင်နမောမေတ္တာနံရာဇဗယံသောရဗယံဥဒကဗယံအေကိဗယံတတ္ထဗယံသဗ္ဗဗယံဇေယောဇေယတုမင်္ဂလံအနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံ ခယဓမ္မံဝယဓမ္မံဝိရကဓမ္မံနိရောဓဓမ္မံခမတိနောက်တစ်ခေါက်ရွတ်စုပြပါဦးမယ်ဣတိမိမိရကတေယနိစ္စံဒုက္ခနတ္တံတတ္တဘုဇင်ကိုအရိယောအထင်ကြီးကိုမေကိုစတုတတိပဋ္ဌာနံသဗ္ဗသအိန္ဒောသဟတတုရိယော အောင်နမောမေတ္တာနံဥရသဗယံသောရဗယံဥဒကဗယံအေကိဗယံသထဗယံသဗ္ဗဗယံဇေယောဇေယတုမင်္ဂလံအနိစ္စံသင်္ကတံပဋိစ္စသမုပ္ပန္နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံနိရောဓဓမ္မံခမတိကာထာတော်ကြီးရဲ့မြန်မာပြန်ကတော့သုံးပုံပြီးတကတရားမြတ်သည့် ဤသို့ဖြစ်ခြင်းပြခြင်းသဘောရှိသောအကြောင်းကြောင့်အနိစ္စမြည်ပါပေ၏ဤသို့ဖြစ်ခြင်းပြခြင်းတရားတို့သည်မပြတ်နှိမ့်ဆက်ခြင်းရှိသောအကြောင်းကြောင့်ဒုက္ခမြည်ပါပေ၏ဤသို့မိမိတို့အလိုသို့မလိုက်ကြိုက်သို့မပါအနှစ်သာရဘာများမရှိသောအကြောင်းကြောင့်အနတ္တမြည်ပါပေ၏ခုနှစ်ပါးသောဘုဇဉ်တရားသည်၎င်းအင်္ဂါ၈ပါးရှိသောမြတ်သောမေခင်တရားသည်၎င်း ကာယ ानु ဘသနာဝေရဏ ानु ဘသနာစိတ် ानु ဘသနာဓမ္မ ानु ဘသနာဟုဆိုအပ်သောတတိပဒံတရား၄ပါးသည်၎င်းအလုံးစုံသောတရားအပေါင်းကို အစိုးရသောတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားသည်၎င်းရောင်ကြီးတထောင်လင်းဆောင်သော နေမင်းသည်၎င်းဤသို့ဖြစ်ခြင်းဖြစ်ခြင်းသဘောရှိသောကြောင့်အိဋ္ဌာမြီပါပေ၏ ပြစ်ချင်းတရားဒီမပြနှိမ့်ဆဲခြင်းရှိသောကြောင့်ဒုက္ခမြီပါပေ၏အလိုမလိုက်ကြိုက်မပါအနှစ်သာရဘာမျှမရှိသောကြောင့်အနတ္တမြီပါပေ၏အထုသဖြင့်မြင့်မြတ်တော်မူကုန်သောမဟာမေတ္တာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသခင်တို့အားရှိခိုးပါ၏ထိုဘုရားရှင်တို့ဤတကုတေသောမေတ္တာတော်အာနုဘောတော်တို့ကြောင့်ရေပေမိပေခုတုပေမင်းစုမင်းညက်ပေ လေနေဘေသာသောသမိဆိုဘေအစရှိသောဘေတို့ကိုမုတ်ချမသွေအောင်မြင်နိုင်ပါစေတည်းအခြင်းကြောင့်အကြောင်းတရားကိုဆွေးရဖြစ်သောအကျိုးတရားသည်ကံစိဥဒုအဟာရတိဟုသောအကြောင်းတရား၄ပါးတို့ပေါင်းကားပြုဖြင့်ဆင်ရသည်ဖြစ်၍အမြဲမရှိကုန်ခန်းခြင်းသဘောရှိ၏ပျက်စီးခြင်းသဘောရှိ၏ယာဂကိညာခန္ဓာအာရဏဓာတ်တို့ချုပ်ရာညင်ရဖြစ်သောနိဗ္ဗာန်ချမ်းသာကို ပညာရှိသူတော်ကောင်းတို့သည် နှစ်သက်မြတ်နိုးကြပါကုန်၏ဒါကတော့စမကံဂါထာတော်ကြီးရဲ့မြန်မာပြန်ဖြစ်ပါတယ်